This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။မြို့သားညီမျိုးရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆင်ကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေပြီးဓာတ်ရိုက်အတံလွှတ်ပေးနေပါ ရေဒီယိုအန်ယူဂျီကိုနားတော်တာဆင်နေကြတဲ့ပရိသတ်ပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးဆက်အာနာရှင်ပြည်တို့ကနေကင်ဝေးပြီးကိုစိတ်နှဖျားချမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစီလို့ရေဒီယိုအန်ယူဂျီဝိုင်းတော်သားတွေကဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။မင်္ဂလာညချမ်းပါရှင်။ဒီကနေ့2025ခုနှစ်အေပိလ12ရက်နေ့ညပိုင်းရေဒီယိုအန်ယူဂျီအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးပါရမယ်။ ထမအဦးဆုံးအနေနဲ့ Radio NUG စီရေးသတင်းကောင်းထုတ်ချက်ကိုရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။ Radio NUG သောရဆင်များမင်္ဂလာပါခင်ဗျာ။ခုချိန်အစပြီး2025ခုနှစ်အီဗီလာ၁၂ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG စီရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်စစ်ရေးတရင်ကတော့အကြမ်းဖက်စစ်တပ်မှသမိတ်ချင်းမျိုးနဲ့ကြက်ရိုးပင်ရွာမှာ အကြောင်းမဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခတ်ခဲ့လို့အရသာ၄ဦးထိခဲ့တဲ့ရရဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အချမ်းပဲစစ်တပ်မှာတပည့်ချင်းမျိုးနဲ့ကြက်ရိုးပင်ရွာမှာအကြောင်းမဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခတ်ခဲ့လို့အရသာ၄ဦးထိခဲ့တဲ့ရရှိခဲ့တယ်လို့သိရပါတယ်။၂၀25ခုနှစ်ဤပလ17ရက်နေ့ည10:27မိနစ်အချိန်မှာအချမ်းပဲစစ်တပ်မှာတပည့်ချင်းမျိုးနဲ့ကြက်ရိုးပင်ရွာမှာအကြောင်းမဲ့ Jet Fighter ဖြင့်ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့ပြည်ဦးလွင်ခဲပတ်ကဖောက်ကအတည်ပြုထားပါတယ်။တိုက်ခတ်မှုကြောင့်ပြည်သူ၄ဦးထိခဲ့တဲ့ရရှိခဲ့ပြီး Golden Hill KTV အဆောက်အဦအနေငယ်ပျက်စီးကနွားတကောင်တေဆုံးခဲ့ကြောင်းသိရပါတယ်။ပြည်သူတွေအနေနဲ့စကားဆနဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့ဒီချောင်းရံကာဝဏ္ဏရဲ့အတွက်ဘုန်းခိုခြင်းများတူးထားကြရန်နှိုးဆော်ထားပါတယ်ခင်ဗျာ။အခုတကအင်းစိန်မှာရှိတဲ့စစ်ကောင်စီရဲ့လေတဲ့ line gun ဂိတ်ကင်းကိုလက်ပစ်ပုံနဲ့တိုက်ခတ်တဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်။အင်းစိန်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့လေတဲ့ line gun ဂိတ်ကင်းကိုလက်ပစ်ပုံနဲ့တိုက်ခတ်ခဲ့တယ်လို့ Operation Flame OF အဖွဲ့ကပြောပါတယ်။ မနေ့ကဧပြီလ17ရက်ည9:00နာရီခွဲကချိန်မှာအင်းစိန်မြို့နယ်တတိမင်္ဂလာလမ်းမပေါ်ကစစ်ကောင်စီလက်ထက်အင်အောင်သေးလိုင်းကန်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးငရင်ဘေးဂျုံနေတဲ့ဒေသတွေပေါ်ဝင်အရသာပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အတွက်စစ်ကောင်စီရဲ့လက်ထက်အင်အောင်သေးလိုင်းကန်းကင်းဂိတ်ကိုတိုက်ခိုက်ရတာလို့အသိပေးပါတယ်ဒီတိုက်ခိုက်မှုပြီးချိန်မှာလူနာတင်ကားနဲ့စစ်ကားတွေအင်အောင်သေးလိုင်းဘက်ထွက်သွားတာကြောင့် စစ်သားတွေထိခိုက်ဒဏ်ရာရသွားနိုင်တယ်လို့သိရပေမဲ့အသေးစိတ်သိရအောင်ဆက်လက်စုံစမ်းနေတယ်လို့ Operation Flame OF ဖွဲ့ကထုတ်ပြန်ထားပါတယ်။ Operation Flame ဖွဲ့ဟာအီဗီလာ9ရက်ကမင်္ဂလာရုံတက်နယ်မှုယုံမတ်လ3ရက်မှာရွှေပြည်သာရဲစခန်၊ဖေဖော်ဝါရီလ23ရက်ကမော်ဘီရဲတပ်ဖွဲ့မှုယုံနဲ့ဇန်နဝါရီလ14ရက်မှာထောက်ကျန်ရဲစခန်တို့ကိုတိုက်ခိုက်ခဲ့တဲ့မှတ်တမ်းရှိပါတယ်။ Operation Flame အနေနဲ့ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့လက်တွဲပြီးစစ်ကောင်စီကိုအရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့အတိအပြထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကအေပီလာ၂ရက်ကနေ၂၂ရက်အထိယာယီအပြစ်ခတ်ရပ်ထားမယ်လို့ကြေညာခဲ့ပေမဲ့လက်တွေ့မှာတော့ရပ်သားပြည်သူတွေနေထိုင်ရာမြို့ရွာဒေသတွေကိုလေကြောင်းတိုက်ခတ်မှုတွေဇရိုက်လုပ်နေတဲ့အတွက်ထိခိုက်သေးဆုံးမှုတွေရှိနေတယ်လို့စစ်ရေးမှတ်တမ်းတွေရသိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ငရင်တန်ဆင့်ပြည်သူတွေဒုက္ခတွေ့နေချိန်မှာဘန်ကားတွေဆောက်ပြီးခီးတဲ့ကားတွေနဲ့ပြည်သူလူထုကိုငွေညှစ်နေတဲ့ အလကဘရွာကစစ်တပ်ထိုင်းစခန်းကိုတိုက်ခတ်ရမှာစစ်သားတွေစခန်းဆုံးခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂရင်တန်တဲ့ပြည်သူတွေဒုက္ခတွေ့နေချိန်မှာဘန်ကားတွေဆောက်ပြီးဂီးတဲ့ကားတွေနဲ့ပြည်သူလူထုကိုငွေညှစ်နေတဲ့စကိုင်းတိုင်းမြင်းမှုမြို့နယ်အလကဘရွာကစစ်တပ်ထိုင်းစခန်းကိုတိုက်ခတ်ရမှာစစ်သားတွေစခန်းဆုံးခွာထွက်ပြေးသွားတယ်လို့မြင်းမှုမြို့ပြတော်လှန်ရေးအဖွဲ့ MCRF ကပြောပါလေ။စကိုင်းခရိုင်ကုကရဲမှုရဲ့ညွှန်ကြားမှုနဲ့မြင်းမှုမြို့နယ်အလကဘကြီးရွာရွာလေဈေးနီးကကိုးစုဖေးရမှာဘန်ကားတွေဆောက်ပြီး လမ်းသွားလမ်းလာတွေနဲ့ကားတွေကိုအတင်းတပြီးအတင်းအဓမ္မဆက်ကြီးကောင်းနေတဲ့အင်အား20ဝန်းကျင်ရှိတဲ့စစ်တပ်ကိတ်ကိုဒေသကာကွယ်ရေးပူးပေါင်းဖွဲ့တွေကအေဗီလာရှိရနေ့ည8နာရီဝန်းကျင်မှာစီးနင်းတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ရုတ်တရက်စီးနင်းတိုက်ခတ်ခံရတဲ့အတွက်စစ်သားတွေဟာ9မိနစ်ခန့်သာပြန်လည်ခုခံနိုင်ပြီးထိခဲ့တဲ့ရများစွာနဲ့ဘန်ကားတွေကိုဆွန့်ခွာထွက်ပြေးသွားကြတယ်လို့အသိပေးပါတယ်။အလကဘကြီးရွာဟာမုံရမြို့နယ်မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့ကားလမ်းပေါ်မှာရှိပြီးရွာရှိဘက်တမိုင်ကျော်နဲ့အနောက်ဘက်တမိုင်ကျော်မှာလည်းစစ်တပ်ထိုင်စခန်းတွေရှိတာကြောင့် ညမောင်တူးကြောင့်ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံတိုက်ခိုက်တာတွေမလုပ်တော့ပဲစစ်သုံးဆောင်ပစ္စည်းတွေကိုသိမ်းဆီးကဘန်ကားတွေကိုတော့မီးရှို့ဖျက်ဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်သားတွေဘက်ကလက်နက်ကြီးနဲ့ရန်တန်းပစ်ခတ်တာကြောင့်အရသာပြည်သူ6ဦးထိခဲ့တဲ့အရရှိခဲ့ပြီးအသက်2နှစ်အရွယ်ကလေးတဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံနေရာနဲ့မှာရှိတဲ့ရဟန်းရှင်လူပြည်သူတွေငရင်ဘေးဒုက္ခကိုအကြီးအကျယ်ခံစားနေရတဲ့အတွက် အမျိုးသားညီညွတ်ဆိုရကကုညီကယ်ဆယ်ရေးလုပ်ငန်းတွေပို့လုပ်နိုင်ဖို့ယာယီပြစ်ခတ်ရက်စဲထားမယ်လို့ကြေညာထားတာကိုအာနာသိန်းအချမ်းဘတ်စစ်ကောင်စီကလေချောင်းနဲ့မြေပြင်ကနေအရသာပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်အလကမကြေးရွာမှာဘန်ဂါလီဆောက်ပြီးအထိုင်ချနေတဲ့စစ်စခန်းကိုတိုက်ခတ်ရတာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုမှာမြင်းမှုမျိုးပြတော်လိုင်းအဖွဲ့ MCRF စကိုင်းခိုင်ပြည်သူ့လုံခြုံရေးအဖွဲ့စကိုင်းခိုင်တိုက်ခတ်ရေးတပ်ခွဲမြင်းမှုမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့မြင်းမှုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Black Eagle Defense Force MMU ဒေါ်ချောင်းဦးတိုက်နယ်ပကဖမြင်းမှုဖြစ်စီပျောက်ကြားတပ်ဖွဲ့ MLGF တို့ကပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုတစ်ခါတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကနိုင်ငံအနှံ့၄ချောင်းတိုက်ခတ်မှုတွေကိုစနစ်တကျနဲ့အရှိန်မြှင့်လှုပ်ဆောင်လာတယ်လို့ WIWMG ကနီကိုလတ်ခွန်ဂျန်ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်ကနိုင်ငံအနှံ့၄ချောင်းတိုက်ခတ်မှုတွေကိုစနစ်တကျနဲ့အရှိန်မြှင့်လှုပ်ဆောင်လာတယ်လို့ WIWMG ကနီကိုလတ်ခွန်ဂျန်ကပြောကြားပါတယ် ဒီနေ့ပိုင်းမှာမြန်မာစစ်တပ်ကနိုင်ငံအနှံ့လေကြောင်းတပ်ခန့်မှုတွေကိုစနစ်တကျနဲ့အရှိန်မြင့်လှုပ်ဆောင်လာတာကြောင့်ဒေသမှုတွေပြည်စည်းမှုတွေနေရက်ဆွန့်ခွာမှုတွေပြန့်နှံ့ဖြစ်ပေါ်ပြီးလူမှုအတိုင်းဝိုင်းတွေကိုအကြမ်းဖက်မှုတွေဖြစ်ခဲ့ပါတယ်လို့လေကြောင်းတပ်ခန့်မှုတွေကိုစုံစမ်းစစ်ဆေးနေတဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရရဲ့အကြီးအကဲနီကိုလတ်ခွန်ချန်ကပြောကြားပါတယ်ငင်းရလှုပ်ခတ်မှုပြီးအသက်ရှင်ကျန်ရည်သူများကိုကယ်ဆယ်ရေးသမားများကရှာဖွေနေစမှာပဲမြန်မာစစ်တပ်ဟာမန္တလေးစကိုင်းနဲ့အခြားဒေသများမှာ လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်အရသားတွေထိခိုက်သေဆုံးခဲ့ရတယ်လို့ WIWM ကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒေသနေပြည်သူတွေဘေးအန္တရာယ်ကင်းရှင်ရေးအတွက် DPLF ကဆက်လက်ကြံပစ္စည်းများနဲ့ပတ်သက်တဲ့အသိပညာပေးဆောင်ရွက်တဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ဒနုပြည်သူလွတ်မြောက်ရေးတပ်ဦး DPLF ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA လှုပ်ရှားနေမိတွေမှာနေထိုင်တဲ့ဒေသနေပြည်သူတွေဘေးအန္တရာယ်ကင်းရှင်ရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့အသိပညာပေးတာတွေပြုလုပ်ခဲ့တယ်လို့ဒီကနေ့ဧပြီလ၁၂ရက်မှာထုတ်ပြန်ပါတယ်။ DBL လှုံ့ရှားနေမြန်မာမပေါက်ကွဲသေးတဲ့စစ်လက်ကျန်ပစ္စည်းတွေကိုကင်တွဲစော်ကစားတာကြောင့်အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရတဲ့ရဲသားပြည်သူတွေနဲ့ကလေးငယ်တွေရှိနေပြီးတိုက်ပွဲဖြစ်တာမရှိဘဲပြည်သူလူထုကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အိုးအိမ်ပျက်စီးတာနဲ့အသက်ဆုံးရှုံးတာတွေတရက်ထက်တရက်ပိုများလာတယ်လို့ထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။ဒါကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ထိခိုက်မှုတွေရောပါစေဖို့အသိပညာပေးဟောပြောတာနဲ့လက်တွေ့သိပြတာတွေလုပ်ခဲ့ပြီး ပိုစတာတွေကပ်ပေးခဲ့တဲ့ပြင်အသက်အန္တရာယ်ထိခိုက်မှုကနေကြိုတင်ကာကွယ်နိုင်မဲ့နည်းလမ်းတွေကိုပါ DBLF DBLA ကဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်နိုင်ငံတော်လုံးငင်းရသမားဘေးရန်တွေနဲ့ရင်ဆိုင်နေရချိန်မှာစစ်ကောင်စီဘက်ကပြည်သူလူထုပေါ်လူသားမဆန်စွာရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်တာတွေကိုလည်း DPLF DPLA ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချထားပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့မင်းလာမှာစစ်မှုထမ်းကြီးအတင်းကျပ်ကောက်နေတဲ့အုပ်ချုပ်မှုကိုရှင်းလင်းတဲ့သတင်းပဲဖြစ်ပါတယ် ဘကိုးတိုင်းနောင်ချမ်းတာဝတီခရိုင်မင်းလာမြို့နယ်မှာဒေသနေပြည်သူတွေစီကစစ်မှုထမ်းကြီးအတင်းကျပ်ကောက်နေတဲ့ကျေးရွာအုပ်ချုပ်ရေးမှုကိုရှင်းလင်းခဲ့တယ်လို့မင်းလာမြို့နယ်ပကဖကထုတ်ပြန်ပါတယ်။မင်းလာမြို့နယ်တင်တော့ကန်အုပ်စုအုပ်ချုပ်ရေးမှုကြီးလှိုင်ကိုမနေ့ကဤပီလာ17ရက်နေ့လယ်2နာရီခန့်အချိန်မှာတာယာဝတီခရိုင်တရင်3832တက်ခွဲ3နဲ့မင်းလာမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့တို့ကစစ်ကွင်းမြို့အနောက်ဘက်အထွက်မှာရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။ဒီဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးကြီးလိုက်ဟာရဲဝန်ထမ်းဟောင်းတူဖြစ်ပြီးစစ်တပ်အမာခံတောက်တိုင်ဖြစ်ခါထောက်လိုင်းတပ်ဖွဲ့တွေရဲ့သတင်းတွေကိုစစ်ကောင်စီတပ်ထံပေးပို့တာ စစ်မှုထမ်းကြီးဆိုပြီးဒေသနေပြည်သူတွေကိုအတင်းအကျပ်လာစဉ်ကောက်ခံတာစစ်မှုထမ်းအမည်စင်းပါသူတွေစီကနေငွေကြေးအဆမတန်တောင်းခံတာလူငယ်တွေကိုစစ်မှုထမ်းဖို့အတင်းအကျပ်စုဆောင်းတာတွေလှုပ်ဆောင်တဲ့အတွက်အခုလိုမျိုးအရေးယူရတာလို့သိရပါတယ်ဒီသားနေပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့စစ်ကောင်စီနဲ့စစ်တပ်ထောက်တိုင်တွေကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့စစ်အုပ်စုအနီးသွာလာလာနေတာထိုင်တာတွေမလုပ်ကြဘူးဒီသားတွေတော်လိုင်းတပ်ဖွဲ့တွေကသတိပေးထုတ်ပြန်ထားပါလိမ့်ခင်ဗျာ အခုတခါကလေးကျန်သာရွာစစ်တပ်အခြေစိုက်စခန်းအားအပိလာ၁၇ရက်နေ့မှာအပိသက်ချေမုံရှင်းလင်းနိုင်ခဲ့တဲ့စီရေးသတင်းကိုလည်းတင်ဆက်ပေးပါမယ်။ကလေးကျန်သာရွာစစ်တပ်အခြေစိုက်စခန်းအားအပိလာ၁၇ရက်နေ့မှာအပိသက်ချေမုံရှင်းလင်းနိုင်ခဲ့တယ်လို့အပိလာ၁၂ရက်မှာစီရေးသတင်းကိုမကတာတာဘ ਹੁ ပြန်ကြားရေးက ဖော်ပြပါတယ်။ကျောင်းသားတက်မတော်အမှတ်၃စစ်ကြောင်းတရင်စနစ်ရဲဘော်တွေဟာဟန်တာဝရီပကဖ CDFCN ကလေးခိုင်ခရိုင်စစ်ဒေသထန်တလန် DR အဖွဲ့များနဲ့လက်တွဲပြီးကလေးကျန်သာရွာစစ်တပ်အခြေစိုက်စခန်းအား 2025ခုနှစ်အေဘီလ17ရက်နေ့မှာအပိသက်ချေမှုရှင်းလင်းခဲ့တယ်လို့ဖော်ပြထားပါလိမ့်ခင်ဗျာအခုဆက်လက်ပြီးငရင်ဘေးဒိန်ပြည်သူတွေအတွက်ကောက်ခံရရှိထားတဲ့ကြက်သိန်း4000ကျော်ကို စကိုင်းမင်းကွန်းနဲ့ရှမ်းတောင်ဒေသကိုလှူဒါန်းမယ်လို့ TNL ပြောကြားတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ငရင်ဘေးဒိန်ပြည်သူတွေအတွက်ကောက်ခံရရှိထားတဲ့ကြက်သိန်း4000ကျော်ကိုစကိုင်းမင်းကွန်းနဲ့ရှမ်းတောင်ဒေသကိုလှူဒါန်းမယ်လို့တောင်းတက် TNL ကပြောပါတယ်တောင်းပြည်တွင် PSLF TNL အုပ်ချုပ်တဲ့နမ်ခမ်းမန်တုံ နမ်ဆန်နမ်တူကုတ်ခိုင်မိုးကုတ်ကြောင်မဲမြို့နယ်တို့မှာငရင်တန်းသိပ်ပြည်သူတွေအတွက်ကော်မတီဖွဲ့စည်းပြီးလူကန်ဌာနဖွင့်လှစ်ခဲ့ရမှာကျပ်သိန်း၄00ကျော်ကောက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်ဒီလိုကောက်ခံရမှာနမ်ဆန်မြို့နယ်ကနေကျပ်သိန်း900ကျော်မန်တိုမြို့နယ်ကနေကျပ်သိန်း200ကျော်နန်ခမ်းမြို့နယ်ကကျပ်သိန်း1000ကျော်နမ်တူမြို့နယ်ကကျပ်သိန်း400ကျော်ကုတ်ခိုင်မြို့နယ်ကကျပ်သိန်း400ကျော်ကြောင်မဲမြို့နယ်ကနေကျပ်သိန်း200ကျော်နဲ့မိုးကုံမြို့နယ်ကနေကျပ်သိန်း1000လက်ခံရရှိခဲ့တယ်လို့အသိပေးထားပါတယ် အင်အားပြင်းငရင်တန်းကြောင့်ပြည်သူလူထုထိခိုက်နေတဲ့ဆုံးရှုံးမှုတွေအပေါ်လူသားချင်းစာနာထောက်ထားမှုနဲ့ဝမ်မုံကူညီပေးနိုင်ဖို့တောင်းရက်ဘက်ဖွဲ့စည်း TCSOS နဲ့မြို့နယ်လိုက်တက်ကြွလူငယ်တွေအလှူငွေကောက်ခံခဲ့ရမှာဒေသနေပြည်သူတွေအပေါ်ဝင်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြည်တွင်းပြည်ပကပြည်သူတွေပါပါဝင်လှူဒန်းခဲ့ကြတယ်လို့သိရပါတယ်။ကောက်ခံရရှိထားတဲ့လူငွေတွေတဲကပထမဦးစားပေးအနေနဲ့အင်းလေးစကိုင်းမင်းကွန်ပလိမ့်မျိုးတို့ကိုကူညီပေးမှာဖြစ်ပြီးဒုတိယဦးစားပေးအနေနဲ့ရှမ်းပြည်တောင်ပိုင်းကလောမျိုးကတောင်နီပိန်းနေပင်ရွာဇေဒီကုန်းစတဲ့ဒေသတွေက ျက်စီးဆုံးရှုံးမှုပေါ်မူတည်ပြီးလှူဒန်းပေးသွားမှာဖြစ်တဲ့ပြင်ငရင်ဘေးစင်ခံရပြီးအလူရှင်တွေအယောင်နေတဲ့နေရာဒေသတွေကိုလည်းလှူဒန်းပေးသွားမယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ကိုတော်မျိုးနယ်မှာမန်တက်တွေထိုးပြီးရေမကစားကြဖို့မြို့နယ်ပခပ3ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့နိုင်တိုင်းကိုတော်မျိုးနယ်မှာမန်တက်တွေထိုးပြီးရေမကစားကြဖို့မြို့နယ်ပခပကဒီကနေ့အပိလာစနေရမှာ3ပေးချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ ကိုသောမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့မိဘပြည်သူတွေနဲ့လူငယ်မောင်မယ်တွေအနေနဲ့တကြံကလာအတွင်းမှာအရက်သေးစားတောက်စားပြီးမူရရန်ကားတာအတန်ချက်ဆက်တွေဖွင့်ပြီးမန်တထိုးကောက်ခုံတာတွေမလုပ်ဖို့သတိပေးတားမြစ်လိုက်တာဖြစ်ပါတယ်။သတိပေးတားမြစ်ချက်ကိုဖောက်ဖျက်ပြီးရန်ပြစ်တာမူရရန်ကားတာကောက်ခုံပြိုပွားနေတာတွေတွေ့ရင်ထိရောက်တဲ့ရေးရုံမှုတွေလုံဆောင်သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇပိုင်းကပဲကိုသောမြို့နယ်ပတ်ကဖကရဲဘော်တွေဟာအောင်ချမ်းသာရွာကလုပ်ငန်းရှင်တွေစီကဆက်ကြီးကောက်ပြီးပြန်လာတဲ့ရဲကားစီးကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲရရှိနှစ်ဦးပါဝင်ရဲတပ်ဖွဲ့ဝင်၃ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေနဲ့ငွေကြေးအချို့သိမ်းဆည်းရရှိခဲ့ကာစီရီတင်းပါနေတဲ့အနေအထားကြောင့်အခုလိုသတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်နဲ့တာဂီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ စီးရီးသတင်းတွေကိုနားဆင်ခဲ့ကြရတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးပြည်ရင်းသတင်းတွေကိုတော့ຫນွေဦးမွန်ကဖတ်ကြားတင်ပြပေးသွားပါမယ်ရှင်မင်္ဂလာညချမ်းပါ2025ခုနှစ်ဧပြီလ12ရက်ရေဒီယို energy ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမွန်ပါပြမောင်းဆုံးတင်ပြပေးမယ့်သတင်းကတော့ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှတ်တရပြက်ကလေးများကိုနိုင်ငံတကာကဖြန့်ချီကိုယ်စားလှယ်များထံစတင်ပေးပို့နေတဲ့သတင်းဖြစ်ပါတယ်ဒေါက်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှတ်တရပြက်ကလေးတွေကို နိုင်ငံတကာကဖျက်ချီရေးကိုယ်စားလှယ်တွေချန်စတင်ပေးပို့နေပြီလို့သတင်းရရှိပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီး UK ကတာဝန်ခံဖြစ်သူကိုရဲက Radio NUG ကိုခုလိုဖြေကြားထားပါတယ်။ကျွန်တော်တို့ကင်းရဲ့ပူတော်မှုနဲ့တူအိတ်တူပါမှာအနေနဲ့ကတော့ကျွန်တော်တို့အခုငလင်းနဲ့ပတ်သက်ပြီးတော့သခိုင်းဘက်မှာပေါ့နော်ပြေပြုံထိတိရရောက်ကူညီနေရရှိပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကပဲလူတစ်ထောင်ကျော်စားပေါ့နော်ကျွန်တော်တို့စံလေးစီလေးတစ်ခါသုံးစားလို့ရမယ့် အစာတောက်တွေပေါ့နော်စလုံးကြီးဟင်းတုပ်လိုမျိုးဟာတွေရှည်တန်ဘူးတွေပြီးတော့ငါတတာဘူးဝမ်ပိတ်စေးအမေဆုံးပေါ့နော်ပြီးတော့ခေါဆွဲချောက်ပေါ့နော်အဲ့ဒါကြီးအားလုံးကိုကျွန်တော်တို့အရောက်တစ်ထောင်စားပေါ့နော်ပေးလှူထားပါတယ်ပြီးတော့ဟိုကျွန်တော်တို့စပိုင်းတော့ဒီအပြည့်ပြင်အပွဲငယ်ရင်ဖြစ်ဖြစ်ချင်းမှာတော့ကေသေးပိုင်းအဓိကဦးစားပေးပြီးကုညီပြီးတော့ကေသေးပိုင်းနေပြီးဆုံးသွားတဲ့ခါမှာတော့ကျွန်တော်တို့ဒီရှိတ်ခါပြီးတဲ့အပိုင်းတွေကိုကျွန်တော်တို့အဓိကဦးစားပေးပြီးလုပ်နေပေါ့နော်အခုနောက်ထပ်လည်းကုန်တွေကိုထပ်မထားတာရှိပါတယ်အဲ့ဒါကြီးလည်းကျွန်တော်တို့ဒီရပိုင်းအတွက်မှာပေါ့နော်လိုအပ်တဲ့နေရာတွေကိုရအောင် ဆက်လက်ပြီးပြင်ပသွားမယ်အလုပ်တွေလည်းလုပ်နေပါတယ် ငလျင်ပြီးကြောင်းပေါ့နော်ကျွန်တော်ဒီဘက်အချက်မှာကုညီမှုတွေလုပ်နေရတဲ့အတွက်ကိုကျွန်တော်ဒီပြက်ကြိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ campaign page မှာလှုပ်ရှားမှု activity လေးတွေခဏရပ်ဆိုင်းသွားတဲ့အတွက်တော့ကျွန်တော်တောင်းပန်ချင်ပါတယ်။ဘာဖြစ်လို့ကျွန်တော်တို့တွေကိုတပတ်ကိုတစောင်းလုံးနဲ့မဲဖောက်ပေးမယ်ပြောထားပြီးတော့၃ရက်ပြီးရဲ့အချိန်မှာခဏရပ်လိုက်တယ်ပေါ့နော်။ဒါမှကျွန်တော် April လောက်ကိုမေလာဆန်းလောက်မှာစပြီးတော့ Jan နဲ့ပြက်ကြိန်ကင်လမတ်ထိုးပေးထားတဲ့ပြက်ကြိန်တွေကိုဆက်ပြီးတော့မဲဖောက်ပေးသွားပါမယ်။အဲ့ဒီ season လေးတော့ဆက်ရှိနေပါတယ်။ April လောက်ကောင်လောက်မှာကျွန်တော်ပြန်ပြီးတော့ စာမယ်ပေါ့နော်ဒါပေမဲ့ဒီဧပြီလမကုန်ခင်ခုချိန်ထိကတော့ကျွန်တော်တို့ဒီငလျင်ပေးတဲ့ပြည်သူတွေကိုကျွန်တော်တို့ညီရင်းဖွဲ့နဲ့ပူပေါင်းပြီးတော့အကူအညီတွေပေးနေတယ်ပေါ့နော်ပြောပြက်ကြရင်နေရာလဲအခု fundraiser ရဲ့လက်ထက်ကိုရောက်နေကြပြီပေါ့နော်အဲ့တော့ဟိုမာယူထားတဲ့လူတွေလက်ထက်ကိုမချခင်အချိန်တွန်းမှာရောက်ပါတော့မယ်နော်ကိုဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ လက်ရှိမှာစင်ကာပူကိုယ်စားလှယ်များစီပြက်ကလေးတွေရောက်လာပြီဖြစ်လို့၎င်းတို့ရဲ့ဆိုရှယ်မီဒီယာစာမျက်နှာများမှာတင်ထားတာကိုတွေ့ရှိရပါတယ်။မလ28ရက်နေ့ကဖြစ်ပွားတဲ့အကြီးမားပြင်းထန်တဲ့စကိုင်းမြင်ကလေးကြောင့်ကယ်ဆယ်ရေးအကူအညီလုပ်ငန်းတွေကိုဒေါက်ဆန်းစုကြည်ပါငယ်ဖြစ်သူကိုထဲလင်းခေါ် Kim Harris က၎င်းရဲ့ Aid to Burma ကနေချိန်မဆိုင်ထားပို့မှုတွေလုပ်နေကြတာကိုလည်းဦးစားပေးလှုံ့ဆော်နေတယ်လို့ဆိုပါတယ်။ ခင်မြဲမိခင်တောင်ဆန်းစုကြည်နဲ့မြမပြည်ကနိုင်ငံရေးကျင်းသားများလွတ်မြောက်ရေးလှုံ့ဆော်ခြင်းနဲ့မြမရေးအမေရိကန်ခီးစင်မှာမြမပြည်ရဲ့အရေးပေါ်ငလျင်ပေးတဲ့ကုညင်းရံမွေရှာဖွေကိုလည်းတပါးတည်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ်ရှင်။နောက်ထပ်တဲ့ဒီဘက်ကတော့နိုင်ငံရေးသမားမဟုတ်ပေမဲ့အမေဖြစ်သူတောင်ဆန်းစုကြည်နဲ့နိုင်ငံရေးချင်းသားများပါဝင်မြန်မာပြည်သူပြည်သားများလွတ်မြောက်ရေးဆက်လက်လုံဆောင်သွားမယ်လို့ကိုထန်လင်းပြောကြားတဲ့တင်ပြဖြစ်ပါတယ်။ မြမပြည်သူပြည်သားများလူမျိုးရေးဆက်လက်လုံဆောင်သွားမယ်လို့ကိုထရိန်လင်းကပြောကြားလိုက်ပါတယ်။ San Francisco Bay Area ကိုကျွန်တော်ရောက်စဉ်ကအကြခင်ကဖြစ်ခဲ့တဲ့ငလျင်တန်နဲ့စစ်တပ်ရဲ့စဉ်ဆက်မပြတ်ပြည်သူတွေကိုတပ်ဖြတ်ဒုက္ခပေးနေမှုတွေကြောင့်မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရေးတကြီးလိုအပ်နေတာကိုပြောခွင့်ရခဲ့တဲ့ KQED အားကျေးဇူးတင်ရှိပါတယ်။ စေဝါကုသခွင့်ဆက်သွယ်ခွင့်များဖြတ်တောက်ပြီးတရားချုပ်နှောင်ခံထားရတဲ့ကျွန်တော်မိခင်ဒေါက်ဆန်းစုကြည်အတွက်ကျွန်တော်အင်မတန်ဆွေးပူပန်နေကြောင်းကိုလည်းမျှဝေခွင့်ရရှိခဲ့ပါတယ်။ကျွန်တော်ကနိုင်ငံရေးသမားမဟုတ်ပေမဲ့မိမိအတွက်နိုင်ငံရေးချင်းသားအားလုံးနဲ့မြန်မာပြည်သူပြည်သားများလို့မျှဝေရအတွက်ဆက်လက်လှုံ့ဆော်သွားမှာပါလို့ကိုထိန်လင်းကပြောပါတယ်။ဒေါက်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းဟာလက်ရှိမှာဆစ်ရှောင်းနဲ့ငလင်ပေးတဲ့မြန်မာပြည်သူတွေအတွက်ရမုံငွေများရှာဖွေပံ့ပိုးလျက်ရှိပါတယ်ရှင်။ ဆက်လက်ပြီးတင်ပြပေးမယ့်သတင်းကတော့ငလင်ကြောင့်ထိခိုက်နေသောကျန်းမာရေးစီရင်များကိုစီရင်ကောက်ယူမှုဖောင်းဧပြီလကုန်ထိဖွင့်ထားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ငလင်ကြောင့်ထိခိုက်နေတဲ့ကျန်းမာရေးစီရင်များကိုစီရင်ကောက်ယူမှုဖောင်းဧပြီလကုန်ထိဖွင့်ထားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်။ငလင်ကြောင့်ထိခိုက်နေတဲ့ကျန်းမာရေးစီရင်များကိုစီရင်ကောက်ယူရဲ့ဖောင်းတစ်ခုပြုလုပ်ပြီးကျောင်းညခေါ်ယူကစီရင်ဖြစ်သွင်းစေခဲ့ပါတယ်။ စူပါဖောင်ကိုလည်းအဘရလာကိုထိခွင့်ထားမှာဖြစ်တာကြောင့်တန်းရှိနေတဲ့ထိခိုက်နေတာကျမိုင်းစီရီယံများလည်းဆက်လက်ဖြည့်သွင်းထားကြပါရန်ကြောင်းညာအပ်ပါတယ်လို့စီရီယံအမေရိကန်နောက်ကဆိုပါတယ်။ငလင်ကြီးတွေအသက်ဆုံးရှုံးသွားခဲ့ရသောကျမိုင်းစီရီယံများအားလုံးအတွက်စီရီယံကျမိုင်းကိုရမအထူးဝမ်းနဲ့ကြောင်းတဝန်လွန်ထုတ်ပြန်ခဲ့ပါတယ်ရှင်။ဂလီလန်ကစင်ကူးမြို့နယ်တွင်သေဆုံးသူပြည်သူ36ဦးနဲ့ဒဏ်ရာပြင်းထန်သူ10ဦးအား တဝူလျင်လေးသိန်းကျပ်ဖြင့်စုစုပေါင်းပြည်သူ46ဦးကိုထောက်ပံ့ပေးနိုင်ခဲ့တဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။2025ခုနှစ်မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ဖြူးနေခရိုင်မရညာမြို့နယ်နဲ့စင်ကူးမြို့နယ်တို့မှာပြည်သူများထိခိုက်ဒေဆုံးဒဏ်ရာရသူများပြားခဲ့ပါတယ်။ထို့ကြောင့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဖြစ်သောပြည်ဦးလင်ခိုင်ပကဖမှာငလင်းမေးတဲ့ပြည်သူများအတွက်လူဝေများမှတည်ပြီးစင်ကူးမြို့နယ်ပကဖရဲ့အကျိုးစားအထောက်အမှုများပေါင်းဆက်ကငလင်းကြောင့်ဒေဆုံးဒဏ်ရာရပြည်သူများကိုထောက်ပံ့မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ စူပါထောက်ပံ့မှုများမှစင်ကူးမြို့နယ်တွင်းရှိငလင်ကြောင့်သေဆုံးတရားပြင်းထန်ပြည်သူများကိုထောက်ပံ့ခဲ့ခြင်းဖြစ်ပြီးစင်ကူးမြို့နယ်အတွင်းမှသေဆုံးသူပြည်သူ36ဦးဒဏ်ရာပြင်းထန်ပြည်သူ10ဦးအားတဦးလျင်၄သိန်းကျပ်ဖြင့်စုစုပေါင်းပြည်သူ46ဦးကိုထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ငလင်ပေးကြောင့်ထိခိုက်မှုပြင်းထန်ဆုံးဒေသတွေကလူရည်တိတသမတသန်းကိုအကူအညီတွေပေးနိုင်ဖို့အမေရိကန်ဒေါ်လာ125သန်းလိုအပ်နေတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖျားကြီးတဲ့အင်္ဂလိပ်ကြီးလုတ်ခဲ့ပြီး2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တောင်ပြင်းရေးစီစဉ်ရဲ့နောက်ဆက်တွဲရေးပေါ်အစိုးပြုလာတစ်ခုကိုရေးဆွဲခဲ့ပါတယ်။ထိခိုက်မှုပြင်းထန်ဆုံးဒေသတွေကလူရေတိတသမတန်းကိုကူညီရေးပေးနိုင်ဖို့ American Dollar 185ဒန်လိုအပ်ပါတယ်လို့ UN OCHA မြန်မာကဖော်ပြပါတယ်။မြို့သားညီညွတ်အစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဒေသနဲ့ဆိုင်ရာစီမံခန့်ခွဲမှုကြီးဌာနရဲ့2025ခုနှစ် မလအတွက်လူသားချင်းစာနာမှုအကူအညီဝေချက်959တက်တမ9တန်းကို မန္တလေးအကူအညီလိုအပ်နေသူများထံပေါ်မူပေးခဲ့ရမှာဘာမှပြည့်ရနေရဲ့ထိခိုက်ခံစားရသူများအတွက်ဝေချက်25တက်တမ3တန်းကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ပြပေးမယ့်သတင်းကတော့မေဦးတကြက် တိုကျိုဂျပန်မှာယူသားညီညွတ်ရေးအစိုးရစီမံပဏာဝန်ကြီးဌာနရဲ့ project တွေလည်းပါဝင်သွားမှာဖြစ်ပြီးယူရီရှယ်ယာများရောင်းချပေးမယ့်သတင်းဖြစ်ပါတယ်။ ရေဦးပဇံတူဂျိုဂျပန်မှာမြို့သားညီညီရေးအစိုးရစီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ project တွေလည်းပါဝင်သွားမှာဖြစ်ပြီး EOD share များရောင်းချပေးမယ်လို့တင်ပြရရှိပါတယ်။ဧပြီလ၁၂ရက်မှ၁၃ရက်ကျင်းပတဲ့မြို့တကျတူချိုဂျပန်မှာမြို့သားညီညီအစိုးရစီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ project တွေလည်းပါဝင်သွားမှာဖြစ်ပါတယ်။ EOD မှာဆက်လက်ရောင်းချပေးနေသောမြေကွက်ကွန်ဒိုတိုက်ခန်းတဲ့ share များ Spring Development Bank အခောင့်ဖွင့်ခြင်းနဲ့ဝေးသွင်းခြင်းများအောင်လန်လူချင်းလူဦးတီနဲ့ဒီလူကာကွယ်ထောက်ပို့တပ်သားအဖွဲ့ဝင်ရောက်ခြင်းများကိုလက်ခံဆောင်ရွက်ပေးမဲ့အေဂျင့်တွေကိုယ်စားလှယ်တွေလည်းရှိတယ်လို့သိရပါတယ်နေရာများကတော့ဝင်းမောက်တရဲ့အနီးဆုံးမှာဖြစ်ပြီးသနခါကော်နာရဲ့ကြားမှာပဲဖြစ်ပြီးလူဦးတချံကိုရောက်လာခဲ့ကြဖို့ Energy Supporting Japan ကဖိတ်ခေါ်ထားပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့ နိုင်ငံတော်ရဲ့ဂျမ်ဖတ်စေုပ်စုကြောင့်မြို့သမီးနဲ့မြို့သားစုစုပေါင်း15ဦးသေဆုံးခဲ့ပြီးသက်18နှစ်ယောက်ကလေးငယ်9ဦးပါဝင်တဲ့တရင်ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ဂျမ်ဖတ်စေုပ်စုကြောင့်မြို့သမီးနဲ့မြို့သားစုစုပေါင်း15ဦးသေဆုံးခဲ့ရပြီးသက်18နှစ်ယောက်ကလေးငယ်9ဦးပါဝင်ပါတယ်။နိုင်ငံချင်းသားများကိုကြီးဆောင်ရှောက်ရေးတင်မှကောက်ယူထားသောတရင်ချက်လက်များအရ2025ခုနှစ်ဧပြီလ1ရက်နေ့မှ17ရက်နေ့အထိနိုင်ငံတော်ဝန်၌ဂျမ်ဖတ်စေုပ်စုကြောင့်မျိုးသမီး6ဦးနဲ့မျိုးသား9ဦးစုစုပေါင်း15ဦးသေဆုံးခဲ့ပြီးကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီး ်တက်ဆက်ရှင်းရောက်ကလေးငယ်ခုနှစ်ဦးပါဝင်တယ်လို့သိရပါတယ်။ဇူမိုင်းရဲ့အတွက်မှာသေဆုံးရသည့်အကြောင်းရင်းတွေဖြင့်73ဦးမှာဆေးဥစုရဲ့၄ချောင်းဖြင့်တိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့ရပါတယ်။၎င်း15ဦးနဲ့ချင်းပြည်နယ်မှာ6ဦးဖြင့်သေဆုံးမှုအများဆုံးဒေသဖြစ်တာဇူမကလာတွင်သေဆုံးခဲ့ရသောမြင်းနေတကွအတီးဖြူရဲ့လိုအပ်နေဆက်ရသား48ဦးရဲ့ဇေယျကိုလည်းတရားကောက်ယူစုဆောင်ထားရှိတယ်လို့သိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပါတီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မနေ့ပြန် AB လ73ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အင်းတင်းကနေတိမ်ထူရနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျွန်းပေါ်ဒေသတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်တနင်္လာရီကမ်းရိုးတန်းနဲ့မုတ်တမခွေတို့မှာလေဟာအရှိအရှိတောင်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ် ။မိုးအခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံ့အပြားမိုးထချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေပူချိန်တွေရော့ချနိုင်ပါတယ်။မြို့အခြေအနေမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုရော့ချနိုင်မှာကြောင့်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နေရာဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရတတဘတ်မိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ထားပါတယ်ရှင်။ ရေဒီယိုအန်ယူဂျီမှဆက်လက်အသံလွှင့်နေပါတယ်။သောတာရှင်များရှင်ဒီနေ့ညရဲ့တော်လိုင်းကဗျာကဏ္ဍမှာတော့နိုင်မွန်အောင်သွင်ရေးဖွဲ့ထားပြီးလွတ်လပ်နေဦးခန်းစားရွတ်ဖတ်ထားတဲ့မိုးရီလို့အမည်ရတဲ့တော်လိုင်းရေးကဗျာကိုနားဆင်ကြရမှာပဲဖြစ်ပါတယ်ရှင်။မိုးရီမိုးရီဂါဇာမှာပုံမှုတွေကြားမြောက်တက်သွားပြီးမှပြန်ကျလာရတဲ့ကလေးငယ်များပမာတင်ကအချိန်ခါမဲ့အမြင့်ကကျလာရတဲ့ဒုက္ခ ငါတို့ကအမိုးမရအကာမရမြေကိုထွန်ရက်စားသွင်းပြီးမြေမှာပဲကတ်တွယ်နေရတဲ့ဒုက္ခမိုးရေလာလန်းတာလို့သွာလန်းဖြောက်ပါစေပင်လယ်မှာငါတို့ဝတ်ကျူးတွေအဆုံးသတ်တန်တရာမှာရံငါစီးပြတ်နိုင်ပါစေနှွေဦးတစ်ခုလိုငါတို့ရှင်လန်းစွာချစ်တော်မူကိုချစ်တော်မူလိုပဲ ြိုပရစီမိုးရီနိုင်မွန်အောင်သွင်းရေဒီယို energy တရရှင်ပေါင်းလို့ရှင်ဒီနေ့ညရဲ့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုကိုတင်ဆက်ပေးခြင်းပါတယ်တပတ်တွင်သတင်းတွေကိုပရန်ရှယ်ရီကကချင်ဘာသာနဲ့ဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါရှင် ဒီအစီအစဉ်လေးကိုထုတ်လွှင့်ပေးရင်းနဲ့ကျမတို့ Radio NUG ရဲ့ဒီနေ့ညထုတ်လွှင့်မှုအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရစေမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးဆရာနာရှင်ပေတို့ကနေကင်းဝေးပြီးအေးချမ်းသာရတဲ့ညချမ်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ဆောင်းရဂျေရဝန်ပေါ်အမျိုးရှာနေရောင်းဝေးပြောစမ်းစားမှန်နေကတော့ review energy ကပါမီလမန်ပြည်လည်ဝဆိုင် punch to ရှိကနေပဲ high tension ရှိကောနာ touch လိုက်ရမှာတော့စနာရယ် ရရှောင်းနန်ခုနာနောင်နောင်ပြန်ခမိုင်မုံရှာနေပဲအညူချင်းနေဖာလူခလော်ရအိုင်ဖာဆမ်ငိုင်းဝဲပဲတတ်တမတွန်းနူနာဂျန်ရဲငိုင်းငါနာခန်ကုမ်ဆမ်ကမ်စနေရှိကပဲတတ်မတွန်းညာနာရိနောင်နောင်ပြန်ခမိုင်မုံရှာနေပဲအညူချင်းအစိုးရနေဖာလူခလော်ရအိုင်ဖာဆမ်ငိုင်းဝဲပဲတတ်တမတွန်းနူနာမတူရငိုင်းငါနာခန်ကုမ်ဆမ်ကမ်တွာလရှိလာအညူချင်းအစိုးရအားရှီခရက်ကန်ကန်ကောင်ခမငါအစိုးရစပွန်တာဆွန်လိုက်ဝိုင်ရိနောင်နောင်စင်ညံခမိုင်မုံရှာနေဂျေမရန်ညံပြောခမ်ရှာလုံးကအိုင် ကမိထမုံကွန်ရှင်မြင်ပြန်တတ်ပါအထုံကမစင်းနာကဝိုင်ဖန်မတူမနွေအကျူနီပေမုံရှာနေကောက်ကောက်ခမရှာရငိုင်ပေမိတက်ကူမစင်ပေါ့ခမရှာငါကအန်တိုင်ကွန်ရှင်မဲလတပေလဝန်ရှိမစ်ငါတညာမုံရှွာနေခမရှာအိုင်စင်ညမ်ကိုအထုံနာရီမုံရှွာကိုရှူရာပြန်စင်ညမ်တာမရှာကလောရမချောပြင်းနေစင်ညမ်ထဲဆောက်ခုံရငိုင်ပကောကရဆောင်လာငိုင်ရီအန်ချီနီကိုမုံရှွာကူပေတတ်တူခမရှာခရာကလောရနာရီငါနာကန်ကွန်စမ်ကမ်ဆနေရီ ထဲထံကနောင်နောင်နာမကျော်မုန်တန်တင်မြင့်ပြောပူပါငိုင်းကျဲမြောင်းလိုက်ချဲရှိဖုန်နေကောတပမ်ဆက်ကျင်နာရံရွတ်ကြောင့်ပဲမတ်တာဆုံရှိလငယ်ရရှိနာပေါ်မွားစကတဲ့မကျော်မရဆုံရှိလငယ်စီနာမရခွန်ချန်ခလဆောင်လမ်းကျဲလွိုင်းကြမ်းမပြင်းတာအစကအနုံနဲ့ဝါဆိုင်ရွှေနင်းခရီးယာငမငိုင်းဒုံတမ်ရှာနေတဲ့ရောက်ရှာမြင်ပြောခမရှာလုံကငါနာကတ်ပုံစမကံစွန်တိုင်းလမ်းကျေလူအိုင်မတ်တနာအပရစ်တာခုနခုညာသူဂရကပ်ဆက်ခရင်ဒါနာလမ်းကေအိုကေအင်းအင်းဒေါနာ ramlan phongni phe chon ton da ai lam phe mu du ni na mu khan nan khan san na mu du kom sha myin phen ta best ti chon da ai shi ka phe ta mu du nyan re e pres ta khun khun ya du ka kap set train da na lam ke o ke e ni in down na ramlan phongni phe chon ton da ai lam ni phe mu du ni na mu khan nan khan san na mu du kom sha myin phen ta phe ke o ke e mu ga na ti chon chon da re e pres ta pro khon kong na khun khun ya shi ni du ka kap set train da lam kom sha myin phen na shi ka pro ngo ကေအိုကေအိမဂါနာရှိကဘက်ပရိုဂျက်အယနာဆွန်စတီချိုအစွန်တတရယ်ကေအိုကေအိနီခုနာအန်ဒိုင်တော်လမန်ကပ်ရှိနာကဆရိုင်ထန်လိုက်တင်ဆရိုင်လမ်ဘက်စကရင်ဒါနာလမ်ဆွန်နေရယ်ကွန်ရှန်ညင်ပြန်တမဂါနာမချန်ကန်စကရင်ဒါနာငွေရယ်ကကောမတ်စတာခွန်ဆယ်ယရှနီပြလိုင်ဝိုင်နောင်နနာမကျော်ချမ်ချောင်းကအိုင်မုံရှွာနေပဲကွန်နီတမဂန်ပုန်နီကလောနာမတူအန်ဒါဝဲလိုက်ကရယ်ငူကျဲနိုင်လမ်ဖဲမို့ ကေအိုကေအိညာအန်တောက်လေကာချကာရှလုံတန်တိုင်ရေကွန်ရှင်မင်ပြန်တပ်နေရှပရိုအိုင်အန်တောက်လေကာကာပန်ဝလီချကာဘဆက်စကရင်တိုင်တယ်လမန်မုံချင်းရှာရောမလန်ဖုန်နေတဲ့ကကရောမလန်ဖုန်နေခုနာကွန်ရှင်မင်ပြန်တပ်ပါတပ်နေပေကဆက်တိုင်လာပြန်ကွန်ခေါငိုင်လာလူမှုကဇလိုက်လာမီငကလောနာမတူမဆက်တန်တနာဒိုင်လမ်နေကလောရောက်အန်ထောင်းကဆက်မနာရေငါနာကာတန်တိုင်လာကျေလူအိုင် မတန်နာနာလုံးနာမကျော်လော့ထုံချန်စာအိုင်စကိုင်းမန္တလေးနေပြည်တော်ပုဂိုးတဲ့ဆမုံတင်တနီယမစာအညွကြည်နေတောင်တွန်နယ်လမ်းအပရစ်တာပရော့စ်နေတူခရာကထပလူလာရဲ့ဂျပန်နေတာစကိုင်းမုကလုံကစင်နာတင်တမကကီလိုမီတာရှိခရုကန်ငါရှရာတာနာလုံးကွန်စနစ်တဒမစနစ်ချေရှမော်မတော်အိုင်နာလုံးနာမကျော်လော့ထုံတန်စာမတိုင်စကိုင်းမန္တလေးနေပြည်တော်ပုဂိုးတဲ့ဆမုံတင်တကင်ရာနီယတင်စာမတိုင်မစာပဲအညွကြည်နေတောင်တွန်တိုင်ရယ် နာနနာမကျော်စီအဂျပန်မရိုက်ကင်းဆုမငါဆာမငါရှိခလာအိုင်မရှာမရိုက်ကင်းဒီကူဆမ်ဆက်ရှိချကိုတဲ့မတော်အိုင်မရှာမရိုက်လခေါန်ဆာခွန်ငါနာကင်ရာကင်းလီကူဆမ်ဆုံမကမ်ရှမ်တင်နူကင်းငါမဆုံဆာခွန်မီလီတုံတာမုံဆုံကင်းကောမဆုံဆာကူရှိမဆက်တဲ့လေကန်ရှင်ကြောင့်ငါဆာမငါရှိမီလီကီတန်ဆာမတိုင်လမ်အညူချီနေဂျပန်တာလာလူဝီလမ်ချိန်အိုင် ။ရာဘောင်းစတုံကနာအင်တော်ဖဲပုံဖုံဖုံနီဇင်းတူလာလူရဲ့ရှိကပဲတာမတွညာနော်ရယ်။စကိုင်းလက်ချောင်းတော်ဂျင်းပေါ်မူတော်ဂျစ်မကောင်ချာငါအိုင်အင်တော်မရေပဲအယူဂျင်းပူနာတပ်နေတဲ့ ABSDF ကြောင့်မတပ်နေစတမ်ဆက်ရမ်နာခရာကဆန်မူတိုင်ပေါင်းအပရစ်တာပရော့စနီယရှနာတော်တာဆက်စီဇင်နာလူဆိုင်ငါနာမြန်မာနောင်ရှိကတတောင်တွန်းတိုင်းလမ်းချေလူဝိုင်းအပရစ်တာပရော့စနီယရှနာခင်ဆက်တန်နမ်တာအင်ဒိုနာငမ်ငါအိုင်ကွန်ရှယ်မြင်ဖြစ်တပါဂျပန်လိုင်းကူကုံပဲပုံပုံတပ်နေ สิงห์นาเกวีพาอินโดมรีติงเพย์สิบสี่สิงห์นาดูเรียงงานนาชงนำชีสอเมริกงไสุดไดเรียแต่น่าลู่สิงห์นาเรียงปมชามงไพรโลคราเรมลาลู่ไอ้ฉันเทียนหลังนักจักรใจเรียแต่นี้จริงก็บุงนี้ปมจักรงานและข้อมูลการคละส่งไอ้ลำกองงานงานนาชงนำชีการนิชัสุดตอนตายเรียงมาแจ้าพินไงจริงยังคุมเชนยังเพียงตับก็บุงนำคู่นาจัดไฟตามบุงนิ้เจวันชันบุงนิ้เจชนิดจริง ปมกระจายลามกินรำชันกอนาเจนุอังเอปริชตาพรลังไงยาชนิดาอินโดนาพังชุมงามงายกุมเชมยิมเทนตาปะจะปลนในกุ้งกุ้งตับนา มชานีดับชิงกันเจพรุนาทูจุดวายเพปงปงตับนี้ไปทางสระชาแต่เพียงพงนี้เพชิมิดเกาดวยซ้อนตับจิงเพมงมันทุสิงลาลุยริแต่จะเพเอ APSDF สดสกายตรงลงไงเอสาวันเทอนุจิสุยาอามสลังไงปูนาปงปงตับนี้ ကဆတ်စင်လားလွယ်လားမကျဲလို့အိုင်းပတ်မီလမန်းပြလဲဝဆိုင်ပန်းထုံးရှိကနေပဲလက်ချန်ချွဲရလာမကောတဲကောင်းဆိုင်ခူရဲရေဒီယိုအန်ယူဂျီရရှိကနေပဲခပလာမတက်အိုင်းစောရိုက်ဂျီရိုဝန်ပေါအမျိုးရှာနေရောပဲပရဂျီဂျူပါဆိုင်လုံးဒီကနေ့ကတော့ဒီညနေပဲရေဒီယိုအန်ယူဂျီရဲ့အစီအစဉ်တွေကိုခေတ္တရန်နာလိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနေ့ ည၈နာရီခွဲအချိန်မှာပြောင်းလဲဆိုပြထားပါလို့ရှင်။ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းတူ၁၆မီတာ၁၉.၃မှ၉၉ MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ၂၅မီတာ၁၁.၃ကုလေး MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါလို့ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ ရေဒီယိုအန်ယူဂျီအဖွဲ့သူဖွဲ့သားများကဆွတောင်းလိုက်ရပါတယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြမမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ရေဒီယိုအန်ယူဂျီဖြစ်ပါတယ်ရှင်အရေးတော်ပုံအောင်ရပါ